မင်္ဂလာပါရှင်24ရက်နေ့မှာ30ရက်နေ့ဒီတပတ်တာ တနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေများအလုတ်တပတ်သက်ပြီးတော့လုပ်ငန်းလေးတွေပေါ်စီမင်းရောင်းဝယ်တွေအရန်ကောင်းတယ်အလုတ်လုပ်တဲ့အခါမိမိကိုယ်တိုင်ကယုံကြည်မှု အပြည့်အဝရှိပြီးတော့မှလုတ်ကန်ခဲ့တယ်ဆိုရင်ဒီတစ်ပတ်တောင်မှအလုတ်နဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းတွေရရှိစေမယ်အလုတ်ကန်အားတွေကောင်းစေတယ်အလုတ်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာကြည်လူအားမေတပတ်တာလို့တွေ့ရပါတယ်တံမိုးကြီးသောပစ္စည်းများအလိန်ခံတက်ပါတယ်ဂရုစိတ်ပါနော်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ကြောက်ချတာမျိုးတွေပြောဆိုခံရတဲ့တည်းဒါလေးကိုတရေထားပေးပါ ိမ်နဲ့ပတ်သက်တဲ့ကိစ္စစီစဉ်တဲ့အရာလည်းအဆင်ပြေမေး။နောက်အိမ်ရောင်းဝယ်ရေးကျိုးပေးမေး။အိမ်နဲ့ပတ်သက်ပြီးတော့ဒီစာချုပ်ချုပ်ဆိုတဲ့ကိစ္စလေးတွေမှာလက်မှတ်ထိုးတဲ့အခါလည်းအဆင်ပြေချုံးဝေစေတယ်ဒါလေးတွေ့ရပါတယ်။ရှင်မြူသားချင်းစီမမမျော်လေးနဲ့အကူကြီးထောက်ပံ့ကောင်းနေရဖို့ရှိနေပါတယ်။အတိုက်ခိုက်တွေတော့များနေပါတယ်။သတိထားပေးပါနော်။ဒီတစ်ပတ်တာမှာမိမိဒီဘာလေးပဲလုံလုံအတိုက်ခိုက်တွေကြားရနေပြီးတော့မှ ောက်ထွက်ပြီးတော့မှအလုံးလုံးဝမေးလူတွေ့ရပါတယ်အချီးနဲ့ပတ်သက်ပြီးတော့အချီးမှာစိတ်ညစ်ရတာမွချင်ရတာမိမိချစ်သူကမိမိကိုအဆက်အသွယ်ဖြတ်ထားတာဒီလိုလေးတွေ့ရပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အိမ်ကြီးမှာအေးဘူးအေးဆူလေးတွေတွေ့ရမှာပဲဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်အဓိကတော့မိမိဒီခန္ဓာကိုယ်အတွင်းပိုင်းမှာဖြစ်တဲ့ယောဂါမျိုးမဟုတ်ဘဲနေပြင်ပမှာဒဏ်ရာတဲ့ချက်တွေရတာမျိုးဒါလေးတော့သတိထားပေးပါနော် အေးချမ်းချင်းငြိမ်းချမ်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုရင်ကိုဘာလေးပဲလှုပ်လိုက်လှုပ်လိုက်ဘာလေးပဲပြောလိုက်ပြောလိုက်ကိုလှုပ်လိုက်တဲ့အရာပြောလိုက်တဲ့အရာလေးတွေမှာအမြဲတမ်းကိုကိုကန့်လန့်တိုက်စီတာမျိုးအောက်လက်ငယ်သားနဲ့ပြောရင်လည်းအောက်လက်ငယ်သားကကိုကိုကန့်လန့်တာအထက်လူကြီးနဲ့ပြောပြီဆိုရင်အထက်လူကြီးကကိုပြောတဲ့အရာလေးတွေကိုလက်မခံမဲနဲ့နှစ်ချိန်နှစ်ခါပြောမှအဆင်ပြေတာဒီလိုလေးတွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါတယ်။ထီတူကံဆန်းမယ်ဆိုရင်တော့6တလုံးထီတူကံဆန်းလို့ရပါတယ်။ ရာစီရရှိတဲ့ငွေကြီးကြီးလေးတွေရက်တန့်နေပြီးတော့မှကိုယ့်ရဲ့ခွန်အားကိုယ့်ရဲ့ညံအားနဲ့ဒီဘက်တာမှာစွမ်းဆောင်တဲ့ငွေကြီးပမာဏတွေဝင်လာမယ်လို့တွေ့ရပါတယ်အောင်ရပတ်သက်ပြီးတော့ပူပန်စရာတွေကိုကြည့်လိုက်တဲ့အခါမိမိတီကိုလှုပ်ဆောင်ရတဲ့အရာလေးတွေမှာ ကိုလုံနေရင်တန်လန်းတဲ့စိတ်ကုံစိတ်ပြက်သွားတဲ့အဖြစ်ကိုဖြစ်တပါလေဒါကြောင့်မို့လို့အလုံးမဆွေးရှိပါတိခံပါစိတ်ရှိပါဒါလေးတွေနေဒီတပတ်တာမှာဖြတ်တန်းသွားမယ်ဆိုရင်အရာအလုံးကိုအစီပြေသွားလုံနိုင်မယ့်ထဲမှာပါပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရအကောင်းလေးရှင်မပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်ပြုလုပ်ဆောင်ရမယ့်ရည်ရလေးက မွေးနံထောင်ကိုသွားပါဖရာတဆဆူရဲ့မွေးနံထောင်ကိုသွားပြီးတော့ရဲအဖြူရောင်လေးကိုးချောင်းကိုလူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမယ်တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်24ရည်ဒီမှာ30ရည်နေဒီတင်းလာသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တင်းလာသားသမီးချင်းမိတ်ဆွေ ီတစ်ပတ်မှာအလုံးပြပတ်သက်ပြီးတော့အခက်ခဲတွေရှိတယ်အတိုက်ခံတွေအများများမေးမိမိလုံဆောင်နေတဲ့အခါမှာအဖြစ်အတော့တွေတအားများတယ်လို့တွေ့ရတယ်အယောင်းဝယ်ဆိုရင်ရောင်းပန်းဝယ်ပန်းတွေကျဆင်းတာမျိုးကိုကကိုရောင်းတဲ့ပစ္စည်းတွေကုန်ပစ္စည်းတွေပြတ်သွားတာမျိုးအဲ့ဒါလေးလည်းတွေ့ရပါတယ်နော်တံမိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိပါတယ်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိမိအပေါ်မှာမကောင်းကြံတာတွေအပြစ်ပြောတာတွေခံရတတ်ပါတယ်။ဒါကြောင့်အပေါင်းအသင်းတွေပေါင်းတဲ့အခါမိမိဘက်ကစကားပြောဆိုတဲ့အခါမှာ နှုတ်တွေမကြုံသွားဖို့ဒါလေးကိုမှာကြပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရများအဆင်ပြေပါလိမ့်မယ်။အိမ်ရောင်းတာအိမ်ဝယ်တာအိမ်စာကြိုးချုပ်ဆိုတာအိမ်ပြင်တာအိမ်ဆောက်တာဒါလေးတွေအားစအိမ်ကိစ္စလေးတွေအလုံးစုံအဆင်ပြေမယ်လို့တွေးရပါတယ်။စီယူသားချင်းရဲ့ပထမတဲ့အကူအညီတောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အန်ဒီရဲ့တိုက်ခိုက်လုံးဝလုံးဝမရှိပါဘူးရှင်။အချီးနဲ့ပတ်သက်ပြီးတော့အေးချမ်းနေပါလိမ့်မယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ ဘာသာရေးသာသနာရေးအလှူဒန်းလေးတွေနဲ့လှုပ်ရှုပ်နေမှာပဲဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ဂယုဆိုင်ပါမိမိအနေနဲ့ခါးတွေကြိုက်တာခါးတွေနာတာဒါမျိုးလေးဖြစ်တတ်ပါတယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့မိမိအနေနဲ့ကံအားနေပါတယ်။သို့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ ဝင်လာတဲ့ငွေကြီးတွေငွေမမြဲတာမျိုးဖြစ်တတ်ပါတယ်နော်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိတီဒီတစ်ပတ်မှာဗာလိပဲလှုပ်လို့စကားပြောတာဆိုတာအစသွားတာလာတာအစနေတာထိုင်တာအစနည်းနည်းပို့ပြီးတော့ဂယုဆိုင်ပါဘာကြောင့်လဲဆိုတော့ရုံးမြေကနားနဲ့ပတ်သက်တာလေးတွေကိုပြောဝါဆိုဝါလိုအပ်ကံရရေးဆိုင်ရတာမျိုးတွေဖြစ်တတ်ပါတယ်ဒီတော့တင်းလာသားသမီးချင်းမိတ်ဆွေတို့အတွက်တန်ထောက်ပံ့ပြည့်စုံတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ် တနင်္လာသားတပိချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလို့ဆောင်ရွက်ရမယ့်ရည်ရာကမိမိနေအင်ကဖျားမှာမုံလက်ဆောင်တပတ်ကံလူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာ ပြည်လည်သွားမေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်24ရည်ဒီမှာ30ရည်နေဒီတပတ်တာအင်္ဂါသားတပိချင်းမိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်အင်္ဂါသားတပိချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့အလိညာတွေခံရတတ်ပါတယ်အလုတ်မှာမျက်နှာပြည့်စရာတွေ နမေကုန်တိတ်ခါကြစီရည်ကျောင်းဝတ်တဲ့ဒါလေးကိုသတိထားပါနော်။တံမိုးကြီးတော့ပြည်စီများထွက်တက်ပါလေပျောက်တက်ပါလေခရုဆိုင်ပါနော်။မိစေပေါင်းတဲ့ဆရာသမားကြီးရဲ့ကုညီထောက်ပံ့မှုမဆောင်မှုတော့ရရှိဖို့တွေ့ရပါလေ။အိမ်ကိစ္စများအစီအပြေပါလိမ့်မယ်။အိမ်နဲ့ပတ်သက်ပြီးတော့စီစဉ်တဲ့အရာအကြီးကြီးတွေကအကူအညီပေးတာအစားပြည်လည်မယ်လို့တွေ့ရပါလေ။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာသတင်းများကြားတက်ပါလေ။ ရန်အတိုက်အခိုက်ရှိပါတယ်မိမိပေါ်မှာမလူတမာမှုတွေမနာလိုမှုတွေဒါလေးတွေခံရတဲ့တည်းအဲ့တော့ရန်ရှာတာပြဿနာရှာတဲ့အခြေအိုဖြစ်တဲ့တည်းအဲ့ဒါလေးလည်းသတိထားပါနော်အခြေအနေပတ်သက်ပြီးတော့မိဘအကြီးအကဲတွေကိုပြန်လည်ပြီးတော့ကြည့်ရှုနေရတာနဲ့အခြေအနေမှာအဆင်မပြေမှုမတရားမှုတွေကြုံရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ကြီးအေးချမ်းနေမဲ့တပတ်တာပါ ကျမကြီးနဲ့ပတ်သက်ရင်တော့ဂိမ်းဆိုင်ပါဖြစ်လာရင်အေးအပူရှက်တာတို့အေးပတ်တာတို့ပေါ့နော်အဲ့လိုနေထိုင်မှားပြီးတော့နေမကောင်းထိုင်မှသာဖြစ်တတ်ပါတယ်အေးချမ်းချင်းညီချမ်းချင်းတော့ရောက်ရှိလာပါလိမ့်မယ်အဲ့တော့24ရက်နေ့ကနေပြီးတော့24 25 26 29ဒီကို့အတွင်းဗာလိလုံလုံအခက်ခဲလေးတွေနဲ့ရောဝါဆိုရလောဟကန်ရကတိလင်နာလေးတွေဖြစ်တတ်တယ်အဲ့ဒီရဲ့နောက်ပိုင်းမှာတော့အစီအမေသွားပါလိမ့်မယ်ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါတယ် ထီတူကန်ဆန်းကျင်နေဆိုရင်တော့သုံးတလုံးထီတူကန်ဆန်းလို့ရပါတယ်။ဝေကြီးလက်နာပါတွေတော့ပွင့်မင်းဒါပေမဲ့ပေးရမယ့်ဟာအစင်းသစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုလက်ထဲမှာမမြဲတာမျိုးတွေဖြစ်တတ်ပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပေးကြည့်လိုက်တော့ကိုလုံးနေတဲ့နေရာလေးတွေကိုတော်နေတဲ့အရာလေးတွေကိုပြောနေတဲ့ဒီစကလုံးလေးတွေမှာ အမားပါသွားတဲ့တယ်အဲ့တော့အမားပါသွားတဲ့တယ်ဆိုတော့ဒီတစ်ပတ်မှာကိုသည်အနေတိုင်းအပြောအဆိုကို စီချင်းမှာအထူးသဖြင့်အပြောတွေပြောမှားသွားတာစိုးမှားသွားတာမျိုးတွေမဖြစ်ပါစေနဲ့ဒါဆိုရင်တော့ဒီတစ်ပတ်တာမှာကိုလုံးချင်တဲ့အရာလေးတွေကိုလွဲကူအစီအပြေစွာလုပ်ရမယ်တင်ပါပါပါတယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံအထောက်ပံ့ပြည့်စုံတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်အင်္ဂါတော်မိချမိဆွေပြုလုပ်ဆောင်ရရမယ့်ရေရာကအိမ်ဖျားမှာအုံလို့ကြောက်ကြောတပတ်ကံလူတိုင်းချင်းဖြစ်မိမိခက်ခဲနေသော အခက်ခဲအားလုံးပြည့်လည်သောမင်းတို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။24ရက်နေ့မှာ30ရက်နေ့အထိတပတ်တာဗုဒ္ဓဟူးသားသတိချင်းပြည့်စုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူးသားသတိချင်းပြည့်စုအလုတ်နဲ့ပတ်သက်ပြီးတော့ကံအားတွေကောင်းပါလိမ့်မယ်။အလုတ်ကနေပြီးတော့နှစ်ခုနှစ်မျိုးဆုံးဖြစ်ရတာမျိုးကြောင့်အတက်တဲ့ဝင်းဝေးနှလုံးဝင်မယ်လို့လည်းတွေ့ရပါတယ်။တံမူးကြီးတော့ပြည်စီတော့ထွက်တတ်တယ်နော်။ မိစေပေါင်းတဲ့နေနဲ့အကူကြီးကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်ပျော်ရွှင်စွာခီးသွားတာမျိုးလည်းကြုံရတတ်ပါတယ်အိကိစားနဲ့ပတ်သက်ရင်တော့စိတ်ညစ်စရာနောက်ဆန်တင်းစရာလေးတွေကြုံရတတ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုမကူညီတဲ့အပြင်အပြစ်ပြောတာမျိုးတွေခံရတဲ့တည်းဒါကြောင့်မိမိစိတ်ပါနော်ရဲအနေနဲ့တိုက်ခိုက်ရှိပါတယ်တတိထားပါမိမိအနေနဲ့ကိုကလေတခုခုလှုပ်တော့ပေးဆိုရင်ကိုလှုပ်နေတဲ့အရာတွေကိုအတိုက်အခိုက်တွေအများများတာ အဲ့လိုအခက်ခဲတွေကြာနေကိုကဖောက်ထွက်ရတာဒီလိုလေးကြုံရတတ်ပါလေအချီးအင်းနဲ့ပတ်သက်ပြီးတော့အချီးအင်းမှာအဆင်မပြေမှုတွေကြုံရမေးအင်ညော်ကြီးနဲ့ပတ်သက်ရင်မိမိအင်ညော်ဘက်အပေါ်မှာစိတ်တိုင်းမကြမှုတစ်ခုပြီးတစ်ခုဖြစ်ပေါ်တတ်ပါလေကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမရှိပါဘူးရှင် အေးချမ်းမှုငြိမ်းချမ်းမှုတော့မတွေ့ရသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုကအလုပ်လုပ်နေရတဲ့အခါမှာအရာအလုံးကိုတွတ်တွတ်လက်လက်နဲ့ဖြက်ခနဲ့ပေါ်ဆက်ခနဲ့လုပ်ပေါ့နော်။ဒီလိုအလုပ်ကလေးတွေကိုတောင်းလျှောက်လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိမိအနေနဲ့မအေးချမ်းသေးဘူးတွေ့ရပါတယ်။ကဲနဲ့ပတ်သက်တော့အားနေပါလေ။သို့ပေမယ့်ဒီတို့ကန်ဆယ်ခြင်းနဲ့ဆိုရင်တော့သုံးညတလုံးဒီတို့ကန်ဆယ်လို့ရပါတယ်။ဝင်လာတဲ့ငွေကြီးတွေအဖတ်မတင်တာမမြင်တာမျိုးတွေဖြစ်တတ်ပါတယ်။ အားလုံးကိုပူပန်မှုတွေချုပ်ငုံပြီးကြည့်လိုက်တဲ့အခါအကြီးကြီးအတွက်ပူပန်ရမယ်လို့တွေ့ရပါတယ်။ဒီတော့ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်။ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ်ရေရာကငားလေးတွေလှုပ်ပေးပါအဲ့တော့ဘဏ္ဍကောင်ပဲဖြစ်ဖြစ်မိမိစိတ်ထဲမှာကို ငါလှုပ်ခြင်းနဲ့ငါကောင်လှုပ်ခြင်းနဲ့ကိုကောင်လှုပ်ခြင်းနဲ့ကိုလှုပ်ခြင်းနဲ့စိတ်ဆန္ဒရှိတဲ့အတိုင်းကိုငါလှုပ်ခြင်းကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည့်နေသောမိန်းလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။24ရက်နေ့မှ30ရက်နေ့ထိတပတ်တာကြာတော်ပြည်သားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ကြာတော်ပြည်သားသမီးချင်းမိတ်ဆွေအလုတ်မှာအတိတ်ခံများသလောက်မိမိကအယံအောင်မြင်နေမယ်လို့တွေ့ရပါတယ်။တန်မိုးကြီးသောပစ္စည်းများဝင်လာမှာပဲဖြစ်ပါတယ်။ မိတ်ဆွေရဲ့ပေါင်းတင်တဲ့ပတ်သက်ရင်တော့လုံးဝလုံးဝမယုံကြည်ရပါဘူးအိမ်နဲ့ပတ်သက်ပြီးတော့စိတ်ပြာပါတာတွေညားနေရပါလိမ့်မယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်သတင်းကောင်းတွေကြားမှာပဲဖြစ်ပါတယ်ရန်အန္တရာယ်ရှိပါတယ်သတိထားပါနော်အခြေအနေနဲ့ပတ်သက်ပြီးတော့လုံးဝစိတ်တိုင်းမကြောက်ဘူးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရနေမယ်တပတ်တာပါကျမအိမ်နဲ့ပတ်သက်ရင်စိုးကြုံလုံးဝမရှိပါဘူးရှင် ။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာပြီးတော့ကံအားတွေပွင့်လာမယ်တပတ်တာလို့တွေ့ရပါတယ်။ချီချိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီတို့ကန်ဆန်းလို့ရပါတယ်။ကိုကြီးကြီးလက်လာပါများပွင့်လန်းရှင်လန်းမယ်တပတ်တာပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုံကုန်ပြီးကြည့်လိုက်တဲ့အခါမိမိတီအလူအတန်းနေနဲ့အလုရှုပ်နေတာမျိုးမိမိကိုယ်နိုင်ကလည်းပဲတကယ်လှူလာဖို့အတွက်လှူဖြစ်ဖို့အတွက် လှူမယ်ဆိုတဲ့ဆန္ဒကြီးကြီးမားမားဖြစ်သွားတာမျိုးအဲ့တော့မမျော်လင့်မဲနဲ့လည်းပဲဒီအလှူလှူပစ်သွားတယ်အဲ့ဒီလိုလေးတွေ့ရပါတယ်အဲ့တော့ကောင်းသောအလှူတို့လည်းမြင်ပါတယ်ဒီဘေးဘက်တာမှာဇာတာပိသာသမီးချင်းမိတ်ဆွေအတွက်ကံအထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးဆံမှာပေးချင်ပါတယ်ဇာတာပိသာသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်ယရိယာကမိမိအနေနဲ့စာကလေးအိမ်ကိုအစဉ်ပြေတဲ့နေရာလေးမှာချိတ်ဆွဲပြီးတော့လှူဒန်းခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်24ရက်နေ့မှာ30ရက်နေ့ဒီတပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တောက်ကြသားသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့ကံဒီညံ့နေပါတယ်အလုတ်ကံဒီမကောင်းဘူးဒါကြောင့်တတိလေးထားပြီးတော့လုပ်ပါတန်မိုးကြီးရဲ့ပြည်စီမမြော်လိမ့်မယ်နဲ့ဝင်လာဖို့ရှိပါတယ်မိတ်ဆွေကံဆရာသမားကံအကူညီကောင်းတွေရရှိစီမဲ့တပတ်တာပါ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များကြည်နူးစရာစိတ်ချမ်းသာစရာတွေကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ပူပန်မှုတွေကြုံတွေ့ရမှာပဲဖြစ်တယ်။ရန်အန်ဒီဆိုချိုးလုံးဝမရှိပါဘူးရှင်။အချီးအီးနဲ့ပတ်သက်ပြီးတော့ငိမ့်ချမ်းနေတဲ့အေးချမ်းနေတဲ့လူတွေ့ရပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ကြည်နူးပျော်ရွှင်ချမ်းမြေ့တဲ့အိမ်တော်ကြီးလူတွေ့ရပါတယ်။ ကျမကြီးနဲ့ပတ်သက်ရင်စိုးကြိုးလုံးဝမရှိပါဘူး။ရခင်ကနေကကျမကြီးဝေဒနာခံစားနေရတဲ့သူရှိခဲ့တယ်ဆိုရင်တော့ဒီတစ်ပတ်တောင်မှအနာနဲ့ဆင်းရဲတွေ့ရှိသွားမယ်လို့မြင်ပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုတွေမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုံးမှခက်ခဲစီတဲ့အတွက်ကြောင့်မို့လို့မအေးချမ်းမှုလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားတွေအလွန်ကောင်းနေပါတယ်။ထီထိုးကံဆန်းခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးကိုထီထိုးကံဆန်းလို့ရပါ ွေးချင်းနဲ့ပတ်သက်ပြီးတော့သူတစ်ပါးကမိမိကိုလိန်လေတာခံရတဲ့တည်းအဲ့တော့ငွေအလိမ်မခံရအောင်တတိလေးထားပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်းဆရာကြီးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါမိမိသည်အမြဲတမ်းသူတစ်ပါးအပေါ်မှာလိုလီသေးမရှိဘူးကောင်းပြီတယ်နောက်ပါဠိပဲဖြစ်ဖြစ်စိတ်ဆန္ဒကလည်းသူများအပေါ်မှာအလိုလိုက်တဲ့တည်းအချင်းရှိတယ်အဲ့လိုတွေအလိုလိုက်ပြီးပြီးတော့ကောင်းပြီနေပါလေရင်လေကို့မကောင်းမြင်တာလေးခံရတတ်ပါလေဒီတော့တောက်ကြသားသမီးချစ်မိတ်ဆွေတွေ ။ပန်တော့ပတ်ဖြစ်စေတဲ့ရေရီယာကောင်းလေးဆီမှာပြေးကြပါလိမ့်။တောက်ကြသားမိချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရီယာကရေးပြူပေးပါ။လိုအပ်နေသောနေရာလေးမှာရေကုသို့လှူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာ အလုံးစုံပြည့်လည်သွားမည်လို့တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။24ရက်ဒီမှာ30ရက်ဒီဒီတပတ်တာစနေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်။ စနေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်မှာပြဿနာရှိပါတယ်သတိထားပါနော်တန်မိုးကြီးသောပစ္စည်းများထွက်တတ်ပါတယ်မိတ်ဆွေဆရာသမားတွေရဲ့ကုညီပါစထောက်ပံ့ခြင်းတွေရရှိမှာပဲဖြစ်ပါတယ်အိမ်ကိစ္စများကြည်ညိုစရာစိတ်ချမ်းသာစရာတွေကြုံတွေ့ရမှာပဲဖြစ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုလေးတွေ ါးလေးတွေကြားရတပါလေအဲ့တော့ငွေကြေးကိစ္စလေးတွေကအစားပြောဆိုရတဲ့အခါလေးတွေလေးစိတ်ဝမ်းကွဲစေတာမျိုးလေးကျွန်ဝတ်တက်တယ်အဲ့တော့ဆွေမျိုးသားချင်းနဲ့မိမိနဲ့ကြားထဲမှာစိတ်ဝမ်းတွေကွဲသွားတတ်ပါလေဆိုရတဲ့အတိုက်ခိုက်မျိုးလုံးဝမရှိပါဘူးရှင်နောက်ပြီးတော့ရန်အန်ရည်လည်းမရှိပါဘူးမိမိကိုသူတစ်ပါးကညှိုးနေတာမျိုးလည်းမတွေ့ရပါဘူးအခြေအနေနဲ့ပတ်သက်ရင်တော့ချစ်သူနဲ့ကိုယ်နဲ့ကြားထဲမှာစိတ်ညစ်စရာ စိတ်ဆိုးစိတ်ကောက်တာတွေကအများများနေပြီအဲ့လိုတွေတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဘာမဟုတ်တဲ့ကိစ္စလေးတွေစကလုံးလေးတွေကိုအကြောင်းပြုပြီးတော့မှတကြက်ကြက်စကားများနေရတတ်ပါရဲ့ကျမကြီးနဲ့ပတ်သက်ရင်တော့ခရုစိုက်ပါအဓိကတော့ရုပ်တရက်ဖြစ်စီတတ်တဲ့အနေရည်လေးတွေကိုတွေ့ရပါတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့ကျမကြီးညက်တတ်ပါတယ်သတိထားပါနော်အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ်တပတ်တာလို့တွေ့ရပါတယ် ကဲနဲ့ပတ်သက်ရင်တော့အားနေပါတယ်သို့ပေမဲ့ဒီတူကန်ဆန်းခြင်းနဲ့ဆိုရင်တော့လေးတလုံးဒီတူကန်ဆန်းလို့ရပါတယ်ငွေကြီးလက်လာပါတယ်ရွှင်လန်းလာမယ်တပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးချုပ်ငုံပြီးကြည့်လိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပါဘူးရှင်ဒီတော့စတိသားသမီးချင်းမိတ်ဆွေတို့အတွက်ကန်ထောက်ပံ့ပြည့်စုံတဲ့ရည်ရွယ်အကောင်းကြီးဆံမပေးချင်ပါတယ် စတီသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ပေရတဲ့ရာလေးကတန်ကားတော့ဖုံဖုံတစ်ပါးကိုမိမိကြိုက်နှစ်သက်ရာဟင်းလျာကိုကြာကြာနာနာဒီချက်တာပဲဖြစ်ဖြစ်ကိုယ်တိုင်ချက်ပြီးတော့ပဲတူတူဝယ်ပြီးတော့ပဲတူတူဟင်းလျာကိုပေါ်ပေါ်တည်တည်လေးပြုပေးခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လေသွားမေးလို့တွေ့ရပါတယ်ရှင်